အဲဥမာပါဇက်တွေတုတ်တုံးရှိသေးတယ်ခုံမိတာပြောတာပါဇက်တွေကလှုပ်တုံးလှုပ်တုံးရှိသေးတယ်ခဲအားဆိုလို့ရှိရင်ဖုန်းဖုန်းတို့စလဲအောင်နော်တို့တော်ကောင်းနေဒီနေ့ပြည်လာတွေလည်းယူပြီးသွားပြီပရိတ်တွေလည်းနာပြီးသွားပြီကမ္မဝါတွေလည်းနာပြီးသွားပြီဆိုတော့ဖုန်းဖုန်းတို့ဒီနေ့တရားတော်မဟောတော့ဘူးကောင်းတယ်မလား ။အာကောင်းပါရဲ့တခိုင်းပြ။တရားတော်မဟုတ်တော့သို့တော်နိတိဩဝါဒအနေနဲ့စကားလေးနည်းနည်းပြောခဲ့။နော်။နိတိဩဝါဒ။အဲ့တော့ဒုသူတော်ကောင်းတဲ့အနေနဲ့နေဟောင်းကုန်သွားလို့ဒီနေ့နှစ်တက်ကိုစရောက်တဲ့နေ့အဲ့တော့မိမိကိုမိမိပြန်တွေးလိုက်ပေါ့နေဟောင်းမှာကို့အတွက်တန်ဖိုးရှိတာလေ ။ဘာလို့လောက်ခဲ့လဲ။ကိုယ့်ကိုပြန်ကြည့်လို့မရဘူးလား။ရတယ်။ကိုလောက်တာကိုဒီဆုံးပဲ။ညာလို့ရရဲ့လား။မရပါဘူးဗျာ။ကိုယ့်အတွက်တန်ဖိုးရှိတာတွေကိုယ့်ဘဝအတွက်တန်ဖိုးရှိတာတွေဘလောက်လောက်နိုင်ခဲ့လဲ။နှစ်ဟောင်းမှာဘလောက်လောက်ခဲ့လဲ။ဒါကိုယ့်ကိုပြန်ကြည့်ရမယ်။ ်ဒါနောက်တစ်ချက်ကဘာလဲဆိုတော့အခုပြီးခဲ့တဲ့တကြံတွင်းမှာအလူပွဲတွေလောက်တော့မရှိဘူးလားအလူပွဲတွေလောက်တော့တယောက်ထဲနဲ့လောက်လို့ရတာမရပါဘူးခင်ဗျာမရဘူးအလုံးစုပေါင်းပြီးတော့လောက်ရတာစုပေါင်းပြီးလောက်တဲ့နေရာမှာလည်းပဲတကွဲတပြားလောက်လို့ရတာမရပါဘူးခင်ဗျာတကွဲတပြားစိတ်တွေရှိမဲ့ တကွဲတပြားတွေလောက်မယ်ဆိုရင်ဒီလူပွဲအောင်မြင်မှာမလားမှန်ပါဘူးဗျာဒီနေ့အောင်မြင်မြင်ဖြစ်သွားတာဘာဖြစ်လို့လဲစီလုံးလို့ညင်ညွတ်လို့မှန်ပါဗျာတို့ကြောင်းတော့ကကြောင်းမာတွေအလို့ရှင်အလို့မာတွေအားလုံးညင်ညင်ညွတ်ညွတ်နဲ့ဝိုင်းပြီးတော့လူတန်းကြတာရှိတယ်လှုပ်ဆောင်ကြတာရှိတယ်အကယ်၍သာမညင်ညွတ်ခဲ့ရင်ဒီလူဝကြီးဒီနေ့အောင်မြင်မှာမလားမှန်ပါဗျာမအောင်မြင်ဘူး ဒါကြောင့်မလို့အောင်မြင်မြင်ဖြစ်ဖို့ဆိုရင်အရေးကြီးဆုံးဘာဖြစ်ဖို့လိုလဲစည်းလုံးညီညွတ်မှုရှိဖို့လိုတယ်။အဲ့တော့စည်းလုံးညီညွတ်ဖို့ဆိုတော့တော်မြတ်စွာဘုရားပြောထားတဲ့စကားလေးတစ်ခုရှိတယ်။ဝိဝါဒံဘယတော်ဒိတ်တော်အာဝိဝါဒံသခေမတော်တဲ့။အဲ့ဒါကမြန်မာလိုဘာပြောတယ်လဲဆိုတော့ဝိဝါဒံတယောက်နဲ့တယောက်ညင်းခုံပြီးတော့မင်းကြီးမညွတ်ဖြစ်တာကိုဘယတော် တကယ်ဘေးဒုက္ခကြီးလို့ဒိဋ္ဌဝါမြင်သမ်းပါတဲ့မညီမညွတ်ဖြစ်ဘာဖြစ်တတ်တယ်ဘေးဒုက္ခကြီးလို့ပါလေမညီမညွတ်ဖြစ်ကွဲပြားတယ်မဖြစ်ဘူးလားကွဲပြားရင်ဘေးဒုက္ခမဖြစ်ဘူးလားဖြစ်တယ်ဝိဝါဒဘယတော့ဒိဋ္ဌဝါအာဝိဝါဒင်္စခေမတော်တဲ့အာဝိဝါဒင်္စအလုံးညင်ညင်ညွတ်ညွတ်စီစီလုံးလုံးနေထိုင်မယ်ဆိုရင်တဲ့ခေမတော်တဲ့ဘဝရဲ့နိဗ္ဗာန်ပဲတဲ့ အဲ့တော့ညင်ညွတ်နေစိတ်မချမ်းသာဘူးလားမိသားစုထဲမှာပဲဖြစ်ဖြစ် အပေါင်းတဲ့အပေါင်းအသင်းမှာပဲဖြစ်ဖြစ်ရက်ကွက်ထဲမှာပဲဖြစ်ဖြစ်ကိုနေတဲ့ပတ်ဝန်းကျင်မှာညင်ညင်ညွတ်ရှိရင်နေရတာစိတ်မချမ်းသာဘူးလားစိတ်ချမ်းသာတယ်။ဟောတယောက်နဲ့တယောက်ညူစုစောင်းမြောင်းပြီးတော့မညီမညွတ်တွေဖြစ်နေမယ်ဆိုစိတ်ချမ်းသာပါမလားစိတ်မချမ်းသာပါဗျာမညီမညွတ်ဖြစ်တာမျက်စိကကြည့်တော့တာတင်းတင်းလေးရဲ့ ကိုယ်မျက်စိနဲ့ကြည့်လိုက်ရင်အပေါ်ရန်လောက်ကြည့်ရင်တင်းတင်းလေးပဲအဲ့ဒီမညီမညွတ်ဖြစ်တာဘလောက်ထိဖြစ်နိုင်လဲဆိုတော့နိုင်ငံတနိုင်ငံတောင်မှပျက်စီးသွားနိုင်တယ်မညီမညွတ်ဖြစ်ဒီအဖွဲ့အစည်းတွေတင်းတင်းလေးမပြောနဲ့နော်ကြီးကြီးမားမားဖြစ်တဲ့နိုင်ငံကြီးတောင်မှပျက်သွားပါပဲပျော်ကွဲသွားမှာပျက်စီးသွားမှာအဲ့တော့တတ်တည်တာကရှိလားဆိုတော့ရှိတယ်တို့သူတို့ကောင်းနေ မြတ်စွာဘုရားလက်ထက်တုန်းကဝေဒာလီပြီကြားဘူးတယ်မလားကြားဘူးပါဘုရားဝေဒာလီပြီအကြီးကြီးပဲမြတ်စွာဘုရားလက်ထက်တုန်းကအဲ့ဒီဝေဒာလီပြီကြီးဘာကြောင့်ပြက်တယ်လဲဆိုရင်မညီညွတ်လို့ပြက်တာပဲမညီညွတ်အောင်လို့လှုပ်ပြီးတော့တို့ဝိတ္တုပမင်းတို့ကြားဘူးတယ်မလားကြားဘူးပါဘုရားအေးအဲ့ဒီခက်ကတုန်းက ဝေဒာလီပြည်ကြီးကိုစစ်တိုက်တာဘလို့ပဲတိုက်တိုက်တိုက်လို့မရဘူး။ဘာဖြစ်လို့လဲ။အဲ့ဒီဝေဒာလီပြည်ကြီးကညင်ညွတ်နေတာ။တရားနဲ့တရားတိုင်းမင်းနဲ့ဆွေးနွေးနေသီးခံနေစိတ်ရှိနေ။အဲ့တော့ညင်ညွတ်နေတော့တိုက်လို့ရလား။မရဘူး။ညင်ညွတ်နေဘေးကဝင်လို့ရလား။မရဘူး။ဟောအဲ့ဒီထဲကိုတဖက်နိုင်ငံကနေပြီးတော့ပညာရှိအမတ်ကြီးတယောက်ကိုလွတ်လိုက်တယ်။လွတ်ပြီးတော့ အဲ့ဒီနိုင်ငံထဲမှာသွားပြီးတော့မင်းကြီးမင်းသားတွေကိုပညာသင်ခိုင်းလိုက်တယ်။ပညာသင်ခိုင်းတော့ဩတပည့်ဆိုတာဆရာရဲ့မျက်နှာသာပေးတာမလို့ခြင်းဘူးလား။လို့ခြင်းတယ်။အဲ့တော့အဲ့ဒီပညာသင်ပေးတဲ့ဆရာကြီးကနေပြီးမင်းကြီးမင်းသားတွေကိုသင်ပေးတယ်၃လနှစ်လောက်တေချာလေးသင်ပေးတယ်။ဟောနောက်ပိုင်းကျတော့အထက်ကတပည့်လေးတယောက်လောက်ကိုအကြောင်းသားလေးတယောက်လောက်ကိုအနားခေါ်ပြီးမင်းအိမ်ဘာဆက်တော့တူတူလေးမေးတ အဲ့တော့ဘေးကမြင်တယ်လေဟာဒီကောင်ကဘာပြောလဲမသိဘူးဆရာကြီးကတော်တော်လေးကပ်ပြီးတော့ဘေးကမြင်တာမေးလိုက်တာတော့မင်းရင်ပါချက်လေတကားရိုးရိုးလေးပဲသို့တော့တောင်ဝင်းရင်ကမြင်တာဟာဒီကောင်ဆရာကဘာကပ်ပြောလိုက်တယ်မသိဘူးအဲ့တော့တို့လို့တို့လို့တော့မေးကြတာပေါ့တော့မေးတော့ဘာမှမဟုတ်ပါဘူးဘာချက်တုံးမေးတာဘေးကယုံရဲ့လားယုံပါဘူးမယုံဘူးအစတော့ကတော့ညင်ညွတ်နေတာပဲ ။အော်တယောက်စား၊နှစ်ယောက်စား၊သုံးယောက်စားအဲ့လိုတွေလောက်ပါများတော့တယောက်နဲ့တယောက်ဘာဖြစ်သွားလဲ။မညီညွတ်တော့ဘူးသွေးတွေကွဲသွားတယ်။အဲ့လိုသွေးတွေကွဲသွားတဲ့အချိန်ကျမှမညီညွတ်တဲ့အချိန်ကျမှတဖက်ကနိုင်ငံကနေပြီးတော့ဝင်တိုက်တော့ဒီနိုင်ငံကြီးဘာဖြစ်သွားလဲကြရှုံးသွားတယ်ပြည့်စည်သွားတယ်နိုင်ငံမှာပြည့်သွားတယ်အဲ့တော့မငြင်းညွတ်ဖူးဆိုတာကဒီတိုင်းအပေါ်ယံကြည့်လိုက်ရင်တည်တည်လေးပဲတို့တော့နိုင်ငံတစ်ခုတောင်မှ ပြည့်စည်နိုင်လောက်တဲ့အစွမ်းတတ်တွေရှိတယ် အဲ့တော့တို့အဖွဲ့စည်းတင်းတင်းလေးဆိုရင်ပို့ပြီးတော့မလွယ်ဘူးလားပြက်စည်းဖို့အဲ့တော့ဘောင်းဘောင်းတို့နှစ်တက်မှာပြောချင်တာကအားလုံးဘာဖြစ်ဖို့လို့လဲစည်းလုံးဖို့လိုတယ်စည်းလုံးဖို့လိုတယ်ညီညွတ်ဖို့လိုတယ်စည်းလုံးမယ်ညီညွတ်မယ်ဆိုရင်ကိုလှုပ်ရှင်တဲ့အလုံးမှန်သမျှမအောင်မြင်နိုင်ဘူးလားအောင်မြင်နိုင်တယ်အဲ့တော့ညီညွတ်ဖို့ဆိုရင်အရေးကြီးတဲ့အချက်ရှိတယ်တယောက်နဲ့တယောက်စိတ်ရှည်ရတယ် ဘာဖြစ်ရမှာလဲစိတ်ရှည်ရတယ်စိတ်ရှည်ရတယ်ဆိုတာကအားလုံးဒုသူတော်ကောင်းတွေလူဆိုတာအမားလောက်တာ မရှိဘူးလားရှိပါတယ်တစ်ချိန်မဟုတ်တစ်ချိန်တော့မှားမှာပဲအားလုံးမှန်နေတဲ့လူတွေလို့ရှိရလားရှိပါဘူးဗျာဘုရားကလည်းကမားတွေလည်းမှားမှာပဲဖုံးဖုံးတို့လည်းမှားမှာပဲတစ်ချိန်မဟုတ်တစ်ချိန်မှားတတ်တာပဲအဲ့ဒီအမားကိုပုံကြီးရှက်ပြီးတော့အပြစ်တွေမြင်းနေရင် စင်ပြေပါမလားမပြေဘူးအဲ့တော့နံပါတ်1ညီညွတ်ဖို့ဆိုရင်တယောက်နဲ့တယောက်အပြန်လာဘာရှိရမှာလဲစိတ်ရှည်ပေးရတယ်ဘာရှိပေးရမှာလဲစိတ်ရှည်ပေးရမှာဗျာနောက်တစ်ချက်တယောက်နဲ့တယောက်တီးခံပေးရတယ်ဘာလုပ်ပေးရမှာလဲတီးခံပေးရမှာမထင်မှတ်ဖဲနဲ့တချို့လောက်ရက်လေးတွေကဟာကြောသလိုလောက်သွားတဲ့ပုံစံမျိုးလေးတွေတချို့ကထင်တာပေါ့လေတကယ်တော့မကြီးပဲပဲမှားတာ အဲ့အမဘောမှာမသီးခံပဲနဲ့တုတ်ပြန်လိုက်ရင်တယောက်နဲ့တယောက်ကြားမှာမေတ္တာဘွားမှာလားအမုန်းဘွားမှာလားအမုန်းဘွားမှာအမုန်းဘွားမှာတယောက်နဲ့တယောက်မှာကြည့်မရဘူးအမုန်းနေများနေပြီဆိုရင်လုပ်ငန်းအတူတူတွဲလုပ်လို့ရပါမလားမရပါဘူးမရဘူးဒါကြောင့်မလို့တယောက်နဲ့တယောက်ဘာဖြစ်ပြရမှာလဲသီးခံပေးရတယ်ဘာလုပ်ပြရမှာလဲသီးခံပေးရမှာသီးခံပေးရမယ်နောက်တစ်ချက်စိတ်ရှင်ပေးရတယ်သီးခံပေးရတယ်နောက်တစ်ချက် နားလည်ပေးရတယ်။ဘာလို့ပေးရမှာလဲ။နားလည်မှုပေးရတယ်။အလုတ်လုတ်ရင်းနဲ့မှားနေတဲ့အမားတွေကိုအာဒီကောင်ငါမလို့လှုပ်တာဒီကောင်ငါ့ကိုကြောတာဆိုတော့အမြင်ကျင်းမြောင်းတဲ့အကြည့်တွေနဲ့ကြည့်ရင်နားလည်မှုဆိုတာဖြစ်ပါ့မလား။ဖြစ်ပါဦးဗျာအဲ့တော့အမြင်ကြဲကြဲကြည့်ပြီးတယောက်နဲ့တယောက်ဘာလုပ်ပေးရမှာနားလည်ပေးရနားလည်ပေးရတယ် ခဏခဏမှနေတော့အဆင်မပြေဘူးတော့ခဏခဏမှနေအဆင်မပြေဘူးမမအောင်လဲကိုယ့်ဘက်ကကြိုးစားရတာပေါ့အဲ့တော့အဲ့ဒီအမားတွေပေါ်မှာတယောက်နဲ့တယောက်အပြန်လန်နားလဲတက်တက်မျက်လုံးနဲ့ကြည့်ရင်နေရတာမေးချမ်းဘူးလားမေးချမ်းပါဘူးအဲ့လိုနားလဲမှုမပေးဘဲနဲ့သူတုတ်ပြန်လို့ကိုတုတ်ပြန်မဲ့သူဒေါသဖြစ်လို့ကိုဒေါသဖြစ်မဲ့ဆိုရင်ဒီအဖွဲ့စည်း ်ငြိမ်းချမ်းပါမလားဒီအဖွဲ့စီညင်ညွတ်ပါမလားမညင်ညွတ်ဘူးဒါကြောင့်မလို့ညင်ညွတ်ခြင်းနဲ့ဆိုရင်တယောက်နဲ့တယောက်နှိပ်ရှင်ပေးရတယ်တီးခံပေးရတယ်နားလည်ပေးရတယ်အဲ့ဒီအချက်သုံးချက်နဲ့ကိုယ်အဖွဲ့စီအတွင်းမှာလက်တွေ့ကျင့်သုံးရင်ဒီနေ့တို့ဘုရားဓမ္မပရိဒအကြောင်းတရားဓမ္မတွေကြီးလုံးညင်ညွတ်ဖို့ပြိုကွဲနိုင်ပါမလားအလုံးမမဟုတ်ဘဲနဲ့နားလည်းမလဲပေးဘူး တီးလည်းမခံပေးဘူးစိတ်လည်းမရှိပဲဒေါသပဲအမြဲတမ်းဖြစ်နေမယ်ဆိုရင်ဒီညင်ညွတ်နေတဲ့အဖွဲ့ဒီဘာဖြစ်သွားမှာလဲပျို့ခွဲသွားမှာအဲ့တော့ဒုသူတော်ကောင်းနေညင်ညွတ်တာကြိုက်လားပျို့ခွဲတာကြိုက်လားညင်ညွတ်တာကြိုက်တယ်ဆိုရင်ညင်ညွတ်အောင်ဘာလုပ်ရမှာလဲစူးစမ်းရမယ်ညင်ညွတ်အောင်ကျင့်သုံးရမယ်ဒါဆိုရင်တို့အဖွဲ့စည်းညင်ညွတ်နိုင်မလားညင်ညွတ်နေရင်လောက်သမျှအလောက် မအောင်မြင်နိုင်ဘူးလားအောင်မြင်နိုင်တယ်ဒါကြောင့်မလို့ရှင်းနှစ်ရှင်းနှစ်တွေမှာလည်းပဲဒီတဲ့ပို့ပြီးတော့ညီညွတ်တဲ့ပုံစံမျိုးတွေဖုံဖုံတို့ကမြင်နေပါတယ်ဒီတဲ့ပို့ပြီးတော့ကြီးကျယ်တဲ့လုပ်ငန်းတွေကိုညီညီညွတ်ညွတ်လုပ်မယ်ဆိုရင် အောင်မြင်မြင်မလုပ်နိုင်ဘူးလားလုပ်နိုင်ပါဗျာအဲ့လိုမှမဟုတ်ဘဲနဲ့ညီညွတ်မှုတွေပြက်ရင်ဒီအလုပ်တွေအောင်မြင်မှာမလားအောင်မြင်ဘူးဒါကြောင့်မလို့ညီညွတ်ဖို့အတွက်တယောက်နဲ့တယောက်ဘာရှိရမှာလဲစိတ်ရှည်ရမယ်ဒီခံရမယ်နားလေရမယ် ဒါဆိုရင်ဒီအဖွဲ့အစည်းကြီးအမြဲတမ်းညင်ညွတ်နေလိမ့်မယ်တိုးတက်နေလိမ့်မယ်ဒါနှစ်တဲ့ဩဝါဒအနေနဲ့ပြောတာအဲ့တော့ဒုဒကရကမတွေနောက်ဆုံးနေတဲ့စကားလေး၃ခုပြောခဲ့မယ်နော်စကားလေး၃ခုပဲအများကြီးမဟုတ်ဘူးစကား၃ခုကဘာလဲဆိုတော့ဒုအဖွဲ့အစည်းတွေဒီဗုဒ္ဓဓမ္မပရိဒတ်အကြောင်းဒကရကမတွေအလူရှင်တွေအားလုံးအားလုံးသောဒကရကမတွေဒီနေ့ကနေစပြီးတော့ မမွဲစေနဲ့ဘာမဖြစ်ရဘူးလေမမွဲစေနဲ့မမွဲစေနဲ့ဘာမမွဲရဘူးလေဒီမှာလောက်ရတဲ့အလောက်ကိုင်းဝေယဝဇ္ဇတွေမရှိဘူးလားရှိပါရဲ့ဗျာဒီမှာတက်တက်ကြွကြွလောက်ရတဲ့အပိုင်းတွေမရှိဘူးလားရှိပါရဲ့ဗျာအဲ့ဒီလုပ်ငန်းတွေလုပ်တဲ့နေရာမှာစေတနာတွေမမွဲစေနဲ့စေတနာမှမွဲရင်ကြောင်းခိုးအိတ်နေမှာလေ ဟုတ်တယ်မလားတင်ပါဗျာအဲ့တော့တို့တခါတခါမှနေအားလုံးဒီနေ့ကနေစပြီးဘာမမွေးရဘူးလေစေတနာမမွေးလေနဲ့နောက်တခါနံပါတ်1မလွဲလေနဲ့ဘာမဖြစ်ရဘူးလေမလွဲလေနဲ့တယောက်နဲ့တယောက်နားလည်မှုတွေမလွဲလေနဲ့ဘာလည်းမလွဲရဘူးလေနားလည်မှုတွေလုပ်ငန်းလုပ်လို့တချို့အဆင်မပြေတဲ့အပိုင်းလေးတွေကိုနားလည်တတ်တဲ့မျိုးလုံးနဲ့ကြည့်ပြီးတော့သီးခံပေးရတယ် တယောက်နဲ့တယောက်မှနားလည်မှုလွဲနေရှေ့အတူတူလျှောက်လို့ရပါမလားမရပါဘူးမရဘူးသူဆိုတာတယောက်ထဲလမ်းလျှောက်ရင်တော့ခလုတ်တိုက်တတ်သေးတယ်ဟုတ်တယ်မလားအများနဲ့လုတ်တဲ့နေရာပို့ပြီးတော့နားလည်ပေးရမယ်ဒါကြောင့်မလို့နံပါတ်1မလွဲစေနဲ့ဘာမဖြစ်ရဘူးလက်မလွဲစေနဲ့နော်ဘယ်နှခုရှိပြီးတော့နံပါတ်1ကမမွဲစေနဲ့နံပါတ်2ကမွဲစေနဲ့နံပါတ်3မကွဲစေနဲ့ ။ဘာမှဖြစ်ရဘူးလေ။မကွဲစေနဲ့။မကွဲစေနဲ့ဆိုတာကဒီညီညွတ်နေတဲ့အဖွဲ့စည်းကြီးစီးလုံးညီညွတ်မှုတွေမကွဲစေနဲ့မပြတ်စေနဲ့လို့ပြောတာ။အဲ့တော့စီးလုံးအောင်နေမယ်ညီညွတ်အောင်နေမယ်ဆိုရင်ကွဲပါမလား။မကွဲပါဘူး။မကွဲဘူး။အဲ့လိုမှမဟုတ်ဘဲနဲ့သူ့တွန်းကို့တွန်းဆိုရင် တယောက်နဲ့တယောက်ကတ်လို့ရပါမလားမရဘူးဒါကြောင့်မလို့နံပါတ်3ဘာမှဖြစ်ရဘူးလေမကွဲစေနဲ့ညင်ညွတ်နေတဲ့ဒီစီးလုံးနေတဲ့ဒီအဖွဲသေးကြီးမကွဲစေနဲ့ဒါကြောင့်မလို့နှစ်ဟောင်းကုန်ပြောက်ပြီးနှစ်သိရောက်တဲ့နေ့ကနေစပြီးတော့တို့အလူရှင်တက္ကရာမတွေတို့ဗုဒ္ဓဓမ္မဝေယဝိသအကြောင်းရဲ့အကြောင်းတကအကြောင်းမှာအကြောင်းမှာတွေကုသိုလ်ရှင်တက္ကရာမတွေဒီနေ့နှစ်ဟောင်းကုန်ပြီးနှစ်သိရောက်တဲ့နေ့ကနေစပြီးတော့တရားနဲ့တရားစေတနာနဲ့ပုံပေါ်ရပါစေနဲ့ နားလည်မှုတွေမလွဲပါသေးနဲ့စီးလုံးနေတဲ့အဖွဲ့အစည်းကြီးမကွဲပါသေးနဲ့ဒီနေ့ဒီအချိန်ကနေစပြီးတော့ညီညွတ်တဲ့ညီညွတ်အောင် စီးလုံးတဲ့စီးလုံးအောင်တိုးတက်တဲ့တိုးတက်အောင်ကြိုးစားအားထုတ်နိုင်တဲ့အဖွဲ့အစည်းကြီး ဖြစ်အောင်ကြိုးစားကြပါလို့တိုက်တွန်းရင်းနဲ့ဘုန်းဘုန်းတို့ညီကောင်းရှုပ်ပါမယ်အားလုံးကိုစိတ်နဲ့ပြကျမ်းမာရှင်းသာလူဝါဆန္ဒများပြည့်စုံပြီးတော့သာသနာတော်အားရှင်းမြောက်ထောက်ပံ့နိုင်သော အမျိုးကောင်းသာအမျိုးကောင်းသမီးများဖြစ်နိုင်ကြပါစေကုန်တည်းသာသာသာ